မင်္ဂလာပါခင်ဗျာဆရာရည်သူဆရာကြီးညုံဦးရေးသားတော်ပညာတော်တင်လို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားချင်ကြည့်ပါအောင်ခင်ဗျာပညာတော်တင်မောင်မွှေသည်အသက်25နှစ်သာရှိသေးသည်တရတော်ရွာမှတကြီးသားဖြစ်သည်ငယ်စဉ်ကရဲရွာစာတင်ကျောင်းနှင့်မြို့ပေါ်ကြီးအစိုးရကျောင်းတွင်ပညာသင်ခဲ့သည်စာတော်သောသူငယ်ဖြစ်သည် ခန္ဓာတန်းတွင် စကောလာရှစ်ခေါ်ပညာသင်စုရရှိခဲ့သည်မောင်ဝါချွေသည်နှင်းစင်မှန်မှန်အတန်းတက်ရသူဖြစ်၏ဆရန်းစာမေးပွဲတွင်သင်္ချာပါတာရ၌ထူးချွန်စွာအောင်မြင်ခဲ့သည်မောင်ဝါချွေ၏ဖခင်မှာကျေးပါတကြီးဖြစ်၍ဝင်ဝေကောင်းလာသူမဟုတ်ရှိထို့ကြောင့်မောင်ဝါချွေကိုရန်ကုန်တက္ကသိုလ်သို့ပို့ရန်ခဲရင်၍နေသည်သို့သောဆွေမျိုးသားချင်းတို့၏အကူအညီဖြင့်ပို့ပြအောင်ပို့သည် ရန်ကုန်တက္ကသိုလ်တွင်ပညာသင်အထောက်ပံ့ကိုမောင်ဖချွေရရှိသဖြင့်မိဘနှင့်ဆွေမျိုးများဝမ်းသာကြသည်ဂုဏ်ယူကြရသည်မောင်ဖချွေသည်အင်ဂျင်နီယာတဦးဖြစ်လိုသည့်အတွေ့သူဝါသနာပါသောသိပ္ပံပညာရများကို ဥပဇအတန်းတွင်တင်ကြားသည်မောင်ဖချွေသည်ငယ်စဉ်ကပင်အိမ်ဆောက်တန်းတိုက်တီတန်းကစားလေရှိသည်တက္ကသိုလ်သို့ရောက်သောအခါအိမ်များတိုက်များတိဆောက်သည်ကို ိုထိလက်ရောက်လေ့လာသည်ပြီးသူကအတက်နှင့်ဆိုင်သောစာအုပ်များကိုလည်းစူးစောင်းသည်ငှား၍ဖတ်သည်မောင်မွှေသည် ဥပစာတိပ်ပံတန်းအောင်၍အင်ဂျင်နီယာတိပ်ပံကျောင်းသားတယောက်ဖြစ်လာသည် သူသည်စာကြိုးစားသည့်ဖြင့်တစ်နှစ်တတန်းမှန်မှန်အောင်ခဲ့သည်တက္ကသိုလ်ရောက်သည်မှ၆နှစ်ကြာသောအခါအင်ဂျင်နီယာဘွဲ့ကိုရရှိလေသည်အင်ဂျင်နီယာဘွဲ့ရရှိပြီးနောက်မကြာမီအစိုးရဘုတ်အဖွဲ့တစ်ခုတွင် လက်ထောက်အင်ဂျင်နီယာအလုပ်ကိုရရှိသည်အင်ဂျင်နီယာအဖြစ်အလုပ်ကိုစူးစမ်း၍လုပ်သည် အပင်ပန်းခံသည် အထက်လူကြီးများ၏လေစာခြင်းကိုခံယူရရှိသည် မောင်မွားချွေနှင့်ဆက်သွယ်ဘူးသူတိုင်းမောင်မွားချွေ၏လောက်ရည်ကံရည်ကိုသဘောကျကြသည်မောင်မွားချွေသည်အစိုးရဘောအဖွဲ့တွင်နှစ်နှစ်ခန့်မြာအလုပ်လုပ်ခဲ့ပြီးနောက်အစိုးရပညာတော်သင်ဖြစ်ရန်လျှောက်ထားလိုက်သည် ထုံးစံအတိုင်းဓာတ်ပုံများပူးတွဲ၍လျှောက်ထားရသည် ပညာတော်သင်ရွေးချယ်ရ၌ရေးပြင်းနှင့်နှုတ်ပြစာမေးပွဲများကို ဝင်ရောက်ဖြေဆိုရသည်ပညာတော်သင်စာမေးပွဲတွင် ကောင်းစွာဖြေဆိုနိုင်သည်ရွေးချယ်ရေးအဖွဲ့ကခေါ်ယူတွေ့ဆုံသောအခါမောင်မွှေသည် လူကြီးများစိတ်ကျင့်နှက်အောင်ဖြေဆိုနိုင်ခဲ့သည်မကြမီပညာတော်သင်အဖြစ်ရွေးချယ်ကြောင်းပညာရေးဝန်ကြီးဌာနမှ မောင်ပါကျွေထံသို့စာရောက်လာသည် ပညာတော်သင်တော်သူတိုင်းအစိုးရနှင့်ဂတိစာချုပ်တစ်ခုပြုလို့ရသည်မောင်မွားကျွေတဲ့အလားတူဂတိစာချုပ်တစ်ခုကိုလက်မှတ်ရေးထိုးရသည်ဂတိစာချုပ်တွင်အောက်ပါစည်းကမ်းချက်များပါဝင်သည်တတ်မှတ်ထားသောသင်တန်းပြီးဆုံးသည့်အထိနိုင်ငံတော်အစိုးရကပညာတော်သင်စရိတ်ထောက်ပံ့မည်ပညာသင်ယူနေစဉ်အိမ်အောင်မပြုရမြန်မာနိုင်ငံသို့ပြန်ရောက်ပြီးနောက်အစိုးရလက်အောက်တွင်အနည်းဆုံး၅နှစ်အမှုထမ်းရမည် စီကန်းကိုဖောက်ပြက်ခဲ့လျင်ငွေ9000ယောမီအာမခံများလည်းပေးရသည်မောင်မားကြီးအတွက်နိုင်ငံသားတို့တွားရန် နိုင်ငံကူးလက်မှတ်လိုသည် နိုင်ငံကူးလက်မှတ်ကိုနိုင်ငံသားရေးယုံတွင်ရှောက်ထားရသည်ရှောက်ထားသည့်အခါလိုအပ်သော ပုံစံများဖြည့်သွင်းပြီးနောက်ဓာတ်ပုံအသေးစား3ပုံကိုတင်ပြရသည် နိုင်ငံကူးလက်မှတ်ကို ထုံမပေးမီနိုင်ငံတော်ရဲအဖွဲ့အထူးဆောင်သာထောက်လန်းရေးဌာနမ မောင်ပါကျွင်အကြောင်းကိုစုံစမ်းသည်ကျင်းတော်ခါမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည် မောင်ပါကျွင်သည်အင်္ဂလန်ပြည်တွင်ပညာသင်ကြားမိသူဖြစ်သည့်ဖြင့်ဗြိတိရှ်တန်ယုံများသို့သွား၍ပြည်ဝင်ခွင့်ထောင်ယူရသည်ပညာတော်သင်တဦးဖြစ်သည့်ဖြင့်ပြည်ဝင်ခွင့်လက်မှတ်ကိုအလွယ်တကူရခဲ့လေသည်ပညာတော်သင်အဖြစ် သွားနိုင်ရန်နိုင်ငံကူးလက်မှတ်ပြည်ဝင်ခွင့်လက်မှတ်ရယုံနေမပြီးသည် နိုင်ငံခြားငွေလဲလှယ်ခွင့်ရရှိရအောင်မည်ထို့ကြောင့်နိုင်ငံခြားငွေလဲလှယ်မှုအုပ်ချုပ်ရေးအဖွဲ့တွင်ရှောက်ထားရသည်ရှောက်လော့ကိုပြည်ထောင်စုဘဏ်အဆောက်အအုံကြီးနိုင်ငံခြားငွေလဲလှယ်မှုအုပ်ချုပ်ရေးအဖွဲ့တွင်ရှောက်ထားရသည်ထို့အပွဲမှာအခွင့်ပြုသောအမိန့်စာကို နိုင်ငံတော်ကုတန်းရောင်းဝယ်ရေးဘဏ်သို့တွားရောက်ပြတာရသည်ကုတန်းရောင်းဝယ်ရေးဘဏ်ကအင်္ဂလိပ်ငွေပေါင်10မြန်မာငွေ140ခန်းကို လက်ကရေးတွင်သုံးနိုင်ရန်အတွက်အဲပေးသည်ခွေပြူသည့်ကြံဝင်များကိုလည်းငွေလွဲလက်မှတ်အဖြစ်ထုတ်ပေးသည်မောင်မကျွေသည်ဗီလာသို့ရောက်ပူသောတငယ်ချင်း ကိုထုံးမြင့်ထံ သွားရောက်ပြန်သည် ကိုထုံးမြင့်နိုင်ငံကူးလက်မှတ်တို့ငွေကိစ္စတို့တော့ပြီးသွားပြီဗျာအဝယ်စားဝယ်ဖို့ကိစ္စကို ပြောသားပါဦးကိုပါချွေကမေးလိုက်သည်အဝယ်စားကတော့ဘောင်းမီတက်သေး ွယ်အင်းကြီးတစ်ထဲဆိုရင်တော်ပြီပေါ့ဗျာနောက်လိုတာဟိုကြမှာဝယ်ပေါ့ဒါနဲ့ခမဆေးထိုးပြီးပြီလားမထိုးရသေးဘူးဗျဘာဆေးတွေလဲအဲ့ဒါအနေနဲ့အရေးကြီးတယ်ဗျအင်္ဂနာကိုသွားမယ်ဆိုရင်ကြောက်ဆေးရယ်ဝမ်းယောဂဆေးရယ်နှစ်မျိုးထိုးပြီးလက်မှတ်ယူသွားရတယ်ဗျတချို့နိုင်ငံတွေသွားမယ်ဆိုရင်တိထက်တောင်ဈေးစာကြောင်သေးတယ်ဆေးကိုမြူနီစပယ်ယုံကဆရာဝန်ထံမှာလဲထိုးနိုင်တယ် မရစီမဲ့လေးရင်မြန်ကုမ္ပဏီကဆရာဝန်ထံမှာလဲထိုးနိုင်တယ်။အော်ကျေးဇူးပါပဲဗျာ။ဒါနဲ့ဗျာလန်ဒန်ရောက်တော့နေရေးထိုင်ရေးကလေးများပြောစမ်းပါဦး။ကိုဘချွေကဆက်၍မေးလိုက်သည်။ကျောင်းနီးနားမှာအခန်းကလေးတစ်ခုငှားပြီးရှက်ပြုတ်စားနိုင်ရင်အကောင်းဆုံးဝဲဗျာ။မြန်မာတန်ယုံမှာပညာရေးအရာကြီးဆိုတာရှိတယ်။သူကကျောင်းသားများတက်တာချောင်းကြီးရေးတွေကိုစောင့်ရက်ပေးပါတယ်။ ေစုပေါ့ဗျာအခြားတည်တဲ့တည်ထိုက်တဲ့အချက်ကလေးအချက်လက်ကလေးများချင်းရင်လေอืมကိုမဆောင်းတွင်ဆိုရင် အတော့ကို ချမ်းနေဗျဒီတော့အိမ်မကြီးကုတ်မနေနဲ့အဝတ်ထူထူထဲထဲဝတ်ပြီးလမ်းလျှောက်ထွက်ပေးရတယ်ဗျနောက်တစ်ခုကတော့နိုင်ငံသားကို ရောက်နေတယ်ဗမာတအူးဟာဗမာနိုင်ငံရဲ့ကိုယ်စားလှယ်တအူးလို့ယူဆရတာမို့ဗမာကုန်ကို မထိခိုက်ရအောင်နေဖို့လိုတယ်ဗျ ဒီလိုသတိပေးတာကျေးဇူးတင်ပါတယ်ဗျာအဝေးစားနဲ့ဆေးထိုးခြင်းကိစ္စကပြီးလေပြီဘီလည်းတို့တော်ရမည်ကိစ္စများအတွေ့မောင်မရွှေအနှဲငယ်တိလို့သေးသည်ထို့ကြောင့်သူမိတ်ဆွေ အကောက်အရာရှိ ကိုသိမ်းမောင်ထံသို့သွားပြန်သည်ကိုသိမ်းမောင်နိုင်ငံเจ้าကိုဘလို့ပစ္စည်းများယူခွင့်ပြုပါတယ်လေဗျာစားတဲ့အတောက်စရာငပိကျော်တို့ငချောက်တို့ယူနိုင်ပါတယ် ကိုဝစ်ဆင်ထားတဲ့စိန်တို့ချွေတို့စတဲ့အဖိုးတန်ပစ္စည်းတွေကိုတော့အောက်ဌာနမှာ စရင်ပေးရတယ်ဗျ။ပြန်တော့လဲစရင်အတိုင်းပြရတယ်။စေပြင်းလိတ်တို့ဗမာလက်ရပကြီးကားတို့ဗဘူးရုပ်တို့ကိုဗမာနိုင်ငံအောက်ကွန်ဌာနကခွင့်ပြုလိုက်အောင်လန်ဒန်ရောက်တော့အောက်များများကောက်တယ်ဗျ။ဒီလိုသိရတာကျေးဇူးတင်ပါတယ်ဗျာ။ရန်ကုန်မှထွက်ခွာမြေရက်တို့ရောက်လာလေပြီ။ မိဘဆွေမျိုးများနှင့်တငယ်ချင်းများကဘောင်မချွေအားမင်္ဂလာတောင်လေးစိတ်တို့နိုင်ပေါ်ကြသည်ထိုနေ့ကတနင်္လာနေ့ဖြစ်၏ဘီလာတို့သွားရန်အစီအစဉ်များပြုလုပ်စဉ်ကမောင်မချွေမှာမမောနိုင်မပန်းနိုင်ပျော်မဆုံးဖြစ်ခဲ့သည်ယခုခွဲခွာမည့်အချိန်တွင်မောင်မချွေသည်နောက်ဆန်တင်းနေသည်မိဘဆွေမျိုးများနှင့်မခွဲလို့တကယ်တို့ဖြစ်နေသည်သို့တော်လိုက်ဖို့သူများအားရှိရအောင်စိတ်ကိုထိန်းထားသည် လေရင်ပြန်မထွက်မီနာယူဝက်ခန့်တွင်အကောက်ဌာနလူဝင်လူထွက်ဌာနတို့ဤအစစ်အစေးကိုခံရသည်တိလည်းရင်မောင်မွားချွေသည် လေရင်ပြန်ပေါ်သို့တက်သွားသည် မောင်မွားချွေအားလိုက်ပို့ကြသူများက လက်ပြ၍ကြံရဲကြသည်မကြမီလေရင်ပြန်ဆက်နိုး၍ထွက်ဆပြုသည် မောင်မွားချွေစီးနေသွားသော လေရင်ပြန်သည် ရန်ကုန်မြို့မှဝေးတက်တက်ဝေး၍နောက်ဆုံး क्वे ပြောက်သွားလေသည် မောင်ပါကျွေစီတော်လေးရင်မြန်ဒီအနောက်စုစုတို့ပြန်တန်းသွား၏ကောင်းကင်တွင်နှစ်မိုင်ခန့်အမြင့်မှ ပြန်တန်းနေ၏လေးရင်မြန်စီရသည်မှာအလွန်ငြိမ်စိန်သည်လေးရင်မြန်ပေါ်၌လေးရင်မဲဟုခေါ်သည့်အမျိုးသမီးကလေးတဦးကဧည့်သည်များကိုကြွေမွေပြုစုသည်နှစ်နာရီကြာကြာခန့်ပြန်တန်းမိလျင်ကာလာကတားမြို့သို့လေးရင်မြန်ဆက်ရောက်လေသည်ကာလာကတားမြို့သည်အိန္ဒိယနိုင်ငံဘင်္ဂလားပြည်နယ်၏မြို့တော်ဖြစ်သည် ရေစိတ်တွင်45မိနစ်ခန့်သာရန်နာ၍ကာရာရှိမြို့သို့ခရီးဆက်ပြန်သည်ညင်းစင်နာရီခန့်တွင်ကာရာရှိလေစိတ်သို့ရောက်သည်ကာရာရှိမြို့သည်ပါကစ္စတန်နိုင်ငံ၏မြို့တော်ဖြစ်၏လေစိတ်တွင် လေယာဉ်များဆက်များကို စစ်ဆေးကြည့်ရှုသည်အဲ့တဲ့များက လေစိတ်ရှိတဲကိုကန်းတွင် နားနေကြသည်အချို့ခရီးသည်များမှာရေရှိုးအဝယ်စားနေကြသည် ကာရာချီမြို့မှာညင်းစေနာရီခွဲခန့်တတတွင်ထွက်ခွာခဲ့သည်ညင်းအချိန်၌လေမြအတွင်းတွင်မိမိမ့်မိန်ထွန်းထားသည်မောင်မားချွေသည်အခြားခရီးသည်များနေတူအိပ်၍လိုက်ပါလာသည်စုစုပေါင်းခရီးသည်40ကျော်ပါသည်လေမြသည် ပါချင်းပင်လေအော်ကိုဖြတ်၍လေးနာရီခန့်ပြန်တမ်းမိလျင်ဒေရိုမျိုးတို့ဆက်ရောက်သည်ဒေရိုမျိုးသည်လေဗရွန်နိုင်ငံ၏မြို့တော်ဖြစ်သည် ြေထဲပင်လည်းကမ်းခြေ၌တည်ရှိသည်တင်းမောစိတ်ကောင်းလေးစိတ်ကောင်းရှိသောမျိုးဖြစ်သည်အီမျိုးမှပိုးထဲတန်လွင်စီနှင့်ဝိုင်းအယံများထွက်၏ဒီတွင်မျိုးမှဇူးရီမျိုးတို့နနက်၄နာရီခွဲတွင်ထွက်ခွာလာခဲ့ပြန်သည်နနက်၁၀နာရီထိုးကနေတွင်ဇူးရီမျိုးတို့ရောက်ရှိသည်ဇူရီမျိုးသည်ဆွစ်ဇာလန်နိုင်ငံတွင်အကြီးဆုံးနှင့်စက်မှုလက်မှုအထွန်းကားသောနိုင်ငံဖြစ်၏။တခါက ဆွစ်ဇာလန်နိုင်ငံ၏မြို့တော်ဖြစ်ခဲ့ပူသည်ဇိုးရဲလေးစိတ်၌ဓာတ်ပုံကရိယာမျိုးမျိုးလက်ပတ်နာ၏အမျိုးမျိုးနှင့်အခြားအနှောက်အယှက်ပစ္စည်းများရောင်းချသည်လေးစိတ်သည် အထူးတန်ရှင်းသည် ပုံတရာမှာရန်ကုန်မြို့လေးစိတ်နှင့်ဆင်သည်လေးစိတ်တွင် လေရင်ကုမ္ပဏီကအစားအသောက်များတည်ခင်းကျွေးမွေးသည်အချားလေးစိတ်များတွင်လည်းအင်းဒီအတိုင်းပင်ကျွေးမွေးခဲ့သည်ဇူးရီမျိုးမှလန်ဒန်မျိုးတို့ခရီးဆက်ခဲ့ရပြန်သည် မောင်မားကျွေလန်ဒန်မြို့သို့ရောက်သောအခါအင်ကာနှင့်မွန်လွယ်တနာယီအခန့်အချိန်ဖြစ်သည် ထိုအချိန်၌ရန်ကုန်တွင်ညင်ခွန်နာယီခွဲခန့်အချိန်ရှိပေမည်ရန်ကုန်မြို့ကလန်ဒန်၏အရှိတ်အဝါတွင်ရှိသည့်ဖြင့်လန်ဒန်မြို့ထက်၆နာရီခွဲစော၍နေကိုမြင်ရသောကြောင့်ဖြစ်သည်မောင်မားကျွေလာခဲ့သောခရီးမှာတရက်မျှပင်မပြည့်တတ်ချေစုစုပေါင်း23နာရီခန့်သာကြာသည် လန်ဒန်နေစိမ့်တို့ရောက်လျင်မောင်ပွားချွေသည်စိတ်ပျော်လာသည်သူ၏ရည်မှန်းချက်ကတဝက်အောင်မြင်လေပြီလေစိမ့်မမျိုးတွင်သို့လေရင်ကုမ္ပဏီမော်တော်ကားဖြင့်ဝင်ခဲ့၏လန်ဒန်ကျောက်တွင် ကြီးကျယ်ခမ်းနားသောတိုက်တာကြီးများ အလုံယုံကြီးများကိုမြင်ရသည်မျိုးကြီးတစ်ခုလုံးမိခိုးလုံးများဖြင့်ဖုံးလွှမ်းနေသည်ကိုလည်းတွေ့ရသည်တဲခုမြေနေရာသို့ရောက်လျင်ရောက်ချင်းမိဘများထံစာရေးရန်စိတ်ဆောလျက်ရှိသည် ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့တဖြစ်လဲလို့အမည်ရတဲ့ဝိထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာတဖြစ်လဲကိုဘိုးသားတို့မိသားစုမှာအလွန်ပျော်ရွှင်ကြမှာတော့မိသားစုဖြစ်၏ကိုဘိုးသားမှာကိုပိုင်လက်ကလေးလောက်ကင်တော့လက်သမားတဦးဖြစ်၏အသက်38နှစ်မြတာရှိသေးသည် သူ့ဇနီးမမဲတင်က သူ့ထက်3နှစ်မြငယ်သည် ကိုဘိုးသားတို့၌တမီးကလေးနှစ်ယောက်နှင့်တာကလေးတစ်ယောက်ရှိ၏ တမီးအကြီးမလာပွင့်က17နှစ်ခန့်ရှိ၍တမီးငယ်မမများပွင့်က9နှစ်ခန့်ရှိသည်အငယ်ဆုံးသားကလေးမှာနို့ညာအွယ်ပင်ရှိသေးသည်သူ့ကိုကံကြီးဟုခေါ်ကြသည်ညနေဘက်တွင်ကိုပိုးသားတို့မိသားစု channel တို့ဆင်း၍တစ်ပင်များစိုက်ပျိုးပြုစုကြသည် ကိုယ်ဘုရားတို့ channel ၌စားပင်တောက်ပင်များစုံလင်လာသည်။ကုန်းပင်၊အုံးပင်၊ကုန်းတီးပင်နှင့် ပြောပင်များရှိသည်တရမျိုးကောင်းများလည်းစိုက်ထားသည် အခြားဟင်းသီးရည်ရွယ်များလည်းယာတီအလိုက်စိုက်ကြသည် ကိုဘိုးသားကတဲပင်များစိုက်ပျိုးထားခြင်းသည်တာသမီများကြီးလာရင် စားရအောင်ဖြစ်သည်ဟုကလေးများအားပြောပြသည်ညဘက်အိယာဝင်ချိန်ဖြစ်သည် ကိုဘိုးသားတို့အိမ်မှာဖျားချီကိုတန်များကြားရသည်မလှပွင့်နှင့်မမများပွင့်တို့သည်ဖျားချီကိုများနှင့်မြတ်တာပုံများကိုရွတ်ဆိုကြသည် ကံကြီးကို သူ့အမမများကဖျားချစ်ကိုတင်ပေးသည်ကံကြီးကမပီကလာပီကလာနဲ့လာ၍ဆိုသည်ဖျားဝင့်ပြု၍အပြီးတွင် ကိုဘိုးတာက အများတန်းဝင်ငှသည်ထို့နောက်ကလေးများက ကြီးစီရိုက်ကြသည် တိမ်သားလုံးမှာအလွန်စိတ်ချမ်းတာကြသည် ကိုဘိုးတာသည် အပေါင်းအသင်းအလွန်ကောင်း၏တပေါင်းလပွဲတော်တွင် သူကိုယ်တိုင်ချင်းကြရက်၍ဖိုးဝါယုတ်ကြီးလှုပ်သည်ထို့နောက်သူကိုယ်တိုင်ဝင်၍ကသည် ရဲရွာထဲမှာကလေးလူကြီးအလုံးသဘောကြကြသည်တချံအခါများတွင် ကိုဘိုးသားတို့အိမ်ရှိ၌မုံလုံးရေပေါ်ကျွေးသည်ရွာထဲမှာကာလသာကာလသမီးများစုယုံရောက်ရှိလာသည် ကိုဘိုးသားကကိုင်းနေအောင် ကပြလေရှိသည် ကိုဘိုးသားနှင့်မမဲ့တင်းတို့ကိုခြေသွန်းနောက်လိုက်ညီတော်ဇနီးမောင်နှံဟုအရက်ကရှင်းမွန်ကြသည်ကိုဘိုးသားကိုဆွေတော်ရွာတရွာလုံးမှာကလေးလူကြီးတိုင်းကရှိခင်ကြသည် တနေ့တွင် ကိုဖိုးသားကြီးအပါတွင်နေချင်းချင်းအကွက်ကလေးတစ်ကွက်ပေါ်လာသည်။နတ်ကွက်ဟုလူများကပြောကြသည်။တမီးလေးများကအဖေကိုနောက်ပြောင်ကြသည်။ဖေဖေမှာနတ်ကွက်ကြီးနဲ့တထေးဖြစ်တော့မယ်ဟုမလာပွင့်ကပြောသည်။ဖေ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 တထေးဖြစ်ရင်တမီးတို့ကိုဘာဝယ်ပေးမလဲဟုမမယာပွင့်ကဆက်လိုက်ပြန်သည်။ အေးအေးလုံကြီးအင်းကြီးတွေအများကြီးဝယ်ပေးမှာပေါ့ကွာပြီးတော့ရန်ကုန်ကခြေတကုံဖျားကြီးကိုလိုက်ပို့မယ်ကွာကိုဖိုးတာကပြန်ပြောလိုက်သည်ခလေးများမှာဝမ်းတာ၍မဆုံးနိုင်ဖေဖေကရန်ကုန်ကိုလိုက်ပို့မယ်တဲ့ဟုတ်အော်ဟဲ့၍သူတို့မိခင်အားပြောသည်ကိုဖိုးတာပါကအကွက်ဒီတကွက်မှာနှစ်ကွက်နှစ်ကွက်မှာသုံးကွက်ပွား၍လာခဲ့သည် အနာကွက်များသည်ပွေးကွက်များကဲ့သို့ရားရံခြင်းမရှိလားကိုဘိုးသာကမှန်ကိုယူ၍သူ့မျက်နာကိုကြည့်သည်သူအနှဲငယ်စိတ်မကောင်းဖြစ်မိသည်ကိုပြက်ချင်ရင်ဒီလိုပဲစပြီးပေါ်တယ်ထင်ပါရဲ့ဟုစဉ်းစားမိသည်မမတင်ကကိုဘိုးသာရှင်းမျက်နာမှာအကွက်တွေများများလာတာပဲလားလူကြီးသူမတွေလည်းပြကြည့်စမ်းပါဦး ဩကွာသွေးနဲ့ကိုတားနဲ့ကိုပဲတော်တော်ကြပျောက်သွားမှာပါစိုးရင်เสียမဟုတ်ပါဘူးဇနီးတဲ့အာမငဲ့သွားစီရန်ကြံဖန်၍ပြောလိုက်ရသည်သို့တော်ကိုဘုဒ္ဓမှာစိတ်မချမ်းသာလှချေရက်တွေလတွေကုန်ခဲ့ပါသည် ကိုဘုဒ္ဓမျက်နှာမှာအကွက်များ ဖောင်းကြွ၍နှုတ်ခမ်းထူလာသည်နေရွက်များလည်းတဖြည်းဖြည်းထူလာသည်ကြီးလဲကြီးလာသည်သူတွင်မိတို့သောယောဂမျိုးဆွတ်ကပ်နေကြောင်းကို ကိုဖိုးသာကောင်းကောင်းတည်လာသည်မိမိယောဂသည်ခလေးများသို့ကူးဆက်မိကို သူစိုးရိမ်မိသည်ထို့ကြောင့်လက်တဲကလေးတွင်တယောက်တည်းတောင်းနေရလျင် ကောင်းပြီဟုကိုဖိုးသာကပြောသည်မမတင်းနှင့်မိတ်ဆွေတင်တင်ကဟာများကကိုဖိုးသာကိုလက်တဲသို့လိုက်ပို့ကြသည်ခလေးများနှင့်ခွဲခါကနေတွင်ကိုဖိုးသာကသားငယ်သမီးငယ်များကိုနန်းကျင်သည်သို့တော်သူမနန်းကို မမဲ့တင့်မှာမျက်ရည်ဆက်လက်နှင့်ခွဲခွာကြရသည်ကိုဖိုးသားသည်လေတန်း၌တဦးရဲနေရချာသည်လေတဲမှာရွာနှင့်မဝေးလာချေမမဲ့တင့်နှင့်ဆွေမျိုးများကထမင်းနှင့်စားစရာများတွားရောက်ပို့ကြသည်ညနေအကြောင်းစင်းချိန်တွင်ရွာလမ်းပေါ်မှအကြောင်းသားများကို ကိုဖိုးသားရေးရေးကလေးမြင်ရသည်ထိုကြောင့်သားများအလေတွင် သူသားသမီးကလေးများပါလာလိုက်မည်ဟု ကိုဖိုးတာမျှော်ကြည့်မိသည် ညာအိမ်ချိန်တွင်ကိုဖိုးသားတယောက်တည်းဖျားဝဲပြုသည်။တားငယ်တမီးငယ်များလည်းအိမ်တွင်ဖျားဝဲပြုနေကြလိမ့်မည်ဟုသူစိတ်ဆောမိသည်။ကိုဖိုးသားလည်းတဲ၌နေသည်မှာ၃လခန့်ကြာခဲ့လေပြီ။လူအများက ကောင်းသည်ဟုပြောသောဆေးမီးတို့ကလေးများကိုနှိဝဲသည်။သို့တော်ယောဂမှာထူးခြားလာခြင်းမရှိလား။အနာများပွားတတ်ပွား၍လာခဲ့သည်။အရေပြားအောက်ရှိအကျော်များလည်းကြီး၍လာခဲ့သည်။ ကိုဘိုးသာစိတ်အလွန်ညစ်သည်သူ့အားနေစဉ်ထမင်းဟင်းလာပို့နေသောမမဲ့တင့်ကိုတနာမိသည်တခါတည်းဟန်မိမိကိုကိုပင်အဆုံးစီရင်ရန် စိတ်ကူးမိသည်သို့တော်သူ့စိတ်ကူးကိုသူရှုပ်တီးထားသည်ကံအကြောင်းထောက်မှလျင်စေကောင်းဝါကောင်းတွေ့အုံးမှပဲဟုစိတ်ကိုဖြေလိုက်သည်တနေ့နဲ့နဲ့တွင်ကိုဘိုးသာ၏တငယ်ချင်းလှမိုးသည် ကိုဘိုးသာတို့တဲသို့ရောက်လာသည်လှမိုးသည်မြို့သို့တက်၍ ပွဲယုံတိုင်းအလုပ်လုပ်ခဲ့သူဖြစ်သည်ကိုဖိုးသာရဲ့ငါလည်းမင်းအကြောင်းကိုကြားရတာစိတ်မကောင်းလှပါဘူးကွာကိုလာမိုးကပြောသည်ဂန်တရားပေါ့ကွာငါလည်းကောင်းနေဆိုတဲ့ဆေးတွေတော့စားနေတာပဲဒီလိုကွဖိုးသာရဲ့မျိုးပေါ်မှာအနာကြီးယောဂကို အခမဲ့ကုသပေးတဲ့ဌာနရှိတယ်ကွာဟေးဘယ်သူကဖွင့်ထားတယ်လဲအစိုးရကဖွင့်ထားတယ်လေ သူတို့ကုသပေးလို့ပျောက်တဲ့လူတွေတဲ့ငါကိုယ်တိုင် တွေ့ခဲ့ရတယ်ဒီတော့မင်းဘာမှစိတ်မပူနဲ့မင်းလည်းသူတို့လိုကုရင်ယောဂပျောက်မှာပါပဲကွာလာမိုးကဝမ်းတာအာရပြောလိုက်သည်အေးကွာမောင်မင်းကြီးသားကုစမ်းပါဦးကွာနောက်တနေ့နနက်စောစောလာမိုးလှဲတဲ့စီနေပေါက်လာသည်ကိုဘိုးသားကိုအဝေစားလုံကြုံစွာဝတ်ဆင်ပေးပြီးနောက်မျိုးတို့ခေါ်ဆောင်သွားသည် အနာကြီးယောဂကုဆရာဝန်နှင့်အစဉ်သင့်တွင်တွေ့သည်ဆရာဝန်ကကိုဖိုးသားကိုစမ်းသပ်စစ်ဆေးပြီးနောက်ယောဂမှာနူသေးကြောင်းပြောပြသည်ဆေးမှန်မှန်စားလျင်တနည်းခွဲလောက်နှင့်ပျောက်နိုင်သည်ဟုပြောသည် ကိုဖိုးသားသုံးသောအဝိအစာမျက်နှာတို့ဘဝများနှင့်စာအိုစာပွက်များကိုတတိတခြားထားရန်နှင့်တတိတခြားလျှော့ဖို့ရန်လဲမှားလိုက်သည်ဆရာဝန်ကတလားသာဆေးပေးလိုက်သည် တနေ့လည်းရင်ဈေးနှလုံးသာစားရမည်ဟုမာလိုက်သည်ဈေးကုန်လည်းရင် လူလွှတ်၍တောင်းပါဟုလည်းပြောသည်မိုးကြခဲ့ပြီဒီနေ့အဖို့ကိုဖိုးသာလည်းမလုံနိုင်တူတူဖိုးပြော့ကိုငှားလိုက်ရသည်ဇနီးတဲ့မမတ်တင်ထမင်းလာပို့လည်းရင်ကိုဖိုးသာကဆရာဝန်နှင့်တွေ့ဆုံခဲ့ပုံကိုပြောပြသည်မမတ်တင်ကလည်းစိတ်အားမငယ်ရန်အားပေးသည်ကိုဖိုးသာကတားငယ်တမီးငယ်များကိုလွမ်းဆွကြောင်းပြောသည် ခလေးများကိုဂယုဆိုင်ရန်လဲမှားလိုက်သည်ကိုဘိုးသားမှာဆေးကိုမှန်မှန်စားသည်ဆေးကုန်လျင်တုတူဖိုးပြော့ကိုလွှတ်၍အတောင်ခိုင်းသည်ဆေးကိုချောက်လာခန့်ဆက်၍စားမိလျင်ယောဂအခြေအနေမှာထူးခြားလာလေသည် မျက်နှာမှာအကွက်များပါ၍လာသည် ရောင်ရမ်းသောအကြောများလျော့၍လာသည် ကိုပေါ်မှအနာများအကင်းတေပြီးလျှောက်တွေ့လာသည် အနာကြီးယောဂကိုဆရာဝန်လဲနယ်လှဲ့လာ၏ ကိုဘိုးသားထံသို့မကြခဏဝင်သည်ဆရာဝန်ကကိုဘိုးသား၏ယောဂအခြေအနေမှာအားတက်စရာရှိသည်ဟုပြောသည်ကိုဘိုးသားကိုလည်းဆရာမငယ်ရန်အားပေးလေသည်မိုးရသည်တွေလည်းကုန်ခဲ့လေပြီနွေရသည်တွေလည်းကြော်လွန်ခဲ့လေပြီကိုဘိုးသားလည်းတဲ့၌တယောက်တည်းနေလာခဲ့သည်မှာနှမိုးနှင့်တနွေရှိလာခဲ့လေပြီသူသည်ဆရာဝန်ပေးသောဆေးကိုသာမှန်မှန်စားလျက်ရှိသည် သူ့ယောဂမှာတိတိတတကြီးတက်တာလာခဲ့သည် မျက်နာမှာလျှော၍လာခဲ့သည်ကိုပေါ်မအနာများအလွှားလိုက်กว่าကြလာခဲ့သည် အကျော်များလည်းပကတိအတိုင်းဖြစ်လာသည်ချိန်ထားသည့်နေ့တွင်ဆရာဝန်ရောက်လာသည်ဆရာဝန်သည် ကိုဖိုးသားကိုပေါ်မနောက်ဆုံးရှိอยู่သွားသောအနာအဆအနာများကိုစစ်ဆေးကြည့်ရှုခဲ့ပြီဖြစ်သည်ယောဂပြန်ပွားနိုင်သောယောဂမျိုးစိတ်မတွေ့ရသဖြင့် ကိုကိုသာယောဂပျောက်ကင်းနေပြီဟုပြောသည်အိမ်တို့ပြန်နှံကြောင်းပြော၍ယောဂပျောက်ကြောင်းလက်မှတ်တစ်ခုပေးသည်ကိုကိုသာအဖို့ဝမ်းသာ၍မဆုံးပေကိုကိုသာအိမ်တို့ပြန်ဝင်ခဲ့လာပြီသူဇနီးနှင့်မိတ်တင်ကဟာများကတွားရောက်ကြိုဆိုကြသည်မမတဲမှာလာရောက်မေးမြန်းတော့မိတ်ဆွေများကိုဧကန်ရသည်မှာအမောပင်တမီးကလေးမလာပွင့်နှင့်မမများပွင့်မှာဝမ်းသာ၍မဆုံးနိုင် သားကလေးကံကြီးကသူ့ဖအခင်ကိုမမှတ်နိုင်ချေကိုဘိုးသားကကံကြီးကို အားရပါရနမ်းလိုက်ရာ ကံကြီးမှာအငိုမတိတ်ဖြစ်နေသည်ဟုတ်ကဲ့ပါခင်ဗျာဆရာတို့ဆရာကြီးညုံဦးရေးသားတော့ပညာတော်တင်လို့အမိရတဲ့ဝိထုတို့လေးနေတဖြစ်လေအတန်မဆုံးသမျှဘဝမချုံနိုင်လို့အမိရတဲ့ဝိထုတို့လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ အချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာ